ညီမလေးဖုန်းကအဆင်ပြေရလားဟင်မပြေဘူးမမြင်ပါရဲ့ညီမလေးဝမ်းရှောနေတာသုံးောက်ရှိပြီးခုလည်းအိမ်သာရှေ့ရခွာလိုက်ရင်ဘိုက်ပြန်နားလာမှဆိုလို့စောင့်နေတာဟောလ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 ာဒီမှာ time နေနဲ့မမြင်ပိုင်းလို့စေကန်းသွားကြတာပေါ့တာယာချမ်းမြည်တဲ့နနေခင်းချိန်လေးမှာတော့တုတ်ဘောတို့အိမ်ကကွက်ပြစ်ပေါ်မှာတုတ်ဘောမိဘတွေနဲ့အတူ ဝမ်ခွေညီမဖြစ်တဲ့ဖူးငုံတို့ကကောင်းညီမထိုင်စားနေကြတယ်ဖူးငုံလေးမမဆာနော်မဝရင်ជីជីပြန်သွားอยู่ပဲမသိလားဟုတ်ကဲ့ပါជីជីတင်းတွင်မိထုမာရွာလေးနင်းနင်းလေးကိုခုမှဟာပဲအလင်လာတော့တယ်ကျုံညီမမအားလို့ပါတော့ရဲ့ကျုံလေးတို့စီကိုခဏခဏမတော်နိုင်ဘူးလေထားပါတော့ဒါနဲ့မင်းသားတို့ပေါ်ရောဘယ်သွားနေပြန်တာလဲဘဲမမတော်ဘူးတော့ရဲ့စောစောကနေအခန်းထဲမှာအယုတ်ဆက်နေတာတွေ့လိုက်တယ် ဒီကလေးနဲ့တော့လေတယောက်တည်းစော့နေတာမြမလေးဖြစ်သူတကာတလေလေးလားနေတော့စော့ကူမယ်မရှိဘူးထားလိုက်ပါကိုမောင်တုတ်ရဲ့ရှင်သားအကြောင်းလည်းမသိတာမဟုတ်ဘဲနဲ့အဲ့ဒီအချိန်မှာပဲတော်ဘောကအုတ်ထုတ်ဆောင်ပြီးတော့အင်ဟောက်ကိုဆင်းလာတယ်အမေတာမိဝိုင်းတော်အိမ်ကိုသွားလေအောင်မေအေးဒါလီတာညမလည်းဖော်ရအောင်လို့တခါတည်းခေါ်သွားပါလားဟာရှုပ်ရှက်နေခေါ်ချင်မဟုတ်ခေါ်သွားလိုက်ပါသားရဲ့တာညမလည်းဒီမှာတယောက်တည်းကြံနေပြည့်နေရှာမှာ ဖေတို့ရှိနေရကိုတယောက်တည်းပဲဟုတ်ပါမယ်။မတူဘူးလေငါတိုင်။ကိုကိုတို့ပေါ့ညီမလေးလည်းလိုက်ချင်နေ။ဟာမလိုက်ခဲနဲ့။အဝေးရင်လမ်းရှောက်အောင်ပါနော်။မင်းရှောက်နိုင်လို့လား။ညီမလေးရှောက်နိုင်ပါလေကိုကိုတို့ပေါ့ရဲ့။ဘယ်လိုဆိုလဲပြီးရောလေ။ပြီးကြမှလမ်းမရှောက်နိုင်ဘူးဘာညာလာမလုံးနဲ့နော်။လာသွားမယ်။တော့ပေါ်နေသူညီမဝမ်းဝဲဖြစ်သူကိုခေါ်ပြီးအိမ်ကနေထွက်လာမှာ။တိုင်းညီမလေးကိုကြိုးစားအောင်နော်။ဟာမသိဘူးကွာ။ခလေးမထိန်ညမအောင်ဆို။ ဲ့လိုပြောပြီးတော့ခက်မြမြန်သွားလိုက်တော့တယ်။ရွှန်လဲတနီယာနာကိုရောက်မှဖုန်းကတော့ဘောနောက်ကိုအမိမလိုက်နိုင်မင်းနောက်မှကျင်းရင်နေခဲ့တော့တယ်။ကိုကိုတော့ဘော်ကြီးညီမလေးကိုလည်းစောက်မအောင်ညီမလေးလမ်းမလျှောက်နိုင်တော့။ဟာလုတ်ပြီပြောတော့လမ်းလျှောက်နိုင်နေစို့။ညီမလေးလည်းအဲ့လောက်ကြီးဝင်းမဲမသိလို့ပေါ့ကိုကိုရဲ့အဲ့ဒါမှဒုက္ခပဲငါလည်းမိခနာကိုကြီးကိုကြုံမပိုးနိုင်ဘူးနော် မင်းဝိတ်ကငါဝိတ်နဲ့မတိတ်မိမ့်မယ်။မင်းညီမလေးကမဝပါဘူးနော်။ကိုကိုသာဖတ်တီ။ဒါငါ့အောင်များဖတ်တီတဲ့။မင်းငရဲကြီးမယ်နော်။မှန်တာပြောတာပဲလေ။ကြီးကြီးပေါ့။ကြီးစမ်းကြီးစမ်း။တို့အမေရှိမှာတော့မကုတ်တတ်တဲ့ကြောင်လုံးနဲ့ခုတော့ငါ့ကိုပြန်ခံပြောနေရပေါ့လေ။တင်လေတက်နိုင်နေသူပါလား။အဲ့ဒီအချိန်မှာပဲငပိန်ကစပိန်စီပြီးတော့သူ့တို့နာကိုရောက်လာခဲ့တာပါ။ဟဲ့အောင်တို့ပေါ့။လမ်းလေမှာဘာဖြစ်နေကြလဲ။ဟာငပိန် မင်းရောက်လာနေအတော်ပဲမင်းလည်းမိဝိုင်းစီသွားမှာမဟုတ်လားအဲ့လေတရသီးတော့စားဖို့ဆိုပြီးငါ့ကိုယူလာခိုင်းလို့ငါတော့ယူလာသေးတယ်ဒီမှာတွေ့လားအဲ့လိုပြောပြီးငပိန်ကသူယူလာတဲ့တရသီးတွေကိုပြလိုက်တယ်အေးအဲ့ဒါထားအောင်ကမင်းငန်းညမလေးကိုမိဝိုင်းလိုရင်ကိုခေါ်သွားပေးနိုင်မလားဒါကမင်းညမလားဟုတ်တယ်ဟေးငါကမလိုက်ခဲနဲ့ပြောတာအောင်လိုက်ခဲ့ပြီခုတော့လမ်းမလျှောက်နိုင်တော့လှုပ်နေလို့ရှားရလေကွာဟိုမင်းလည်းတက်ချင်တက်လို့ရတယ် ငါတို့ဝိတ်ကိုမင်းတင်နိုင်ရင်တော့လိုက်မယ်ကွာ။အမလေးငါငပိတ်မှာကွာ။ကဲတက်တက်။ဒီလိုနဲ့တော်ဘောရုံမောင်နှမနှစ်ယောက်လေးငပိတ်စပိန်နောက်ကနေထိုင်ရှင်းလိုက်ပြီးအဲ့ညာကနေထွက်လာခဲ့လိုက်ကြ යි ။မိဝိုင်းတို့အိမ်ရှိမှာတော့မိဝိုင်းတယောက်ဒီပြက်စီလဲနေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲငပိတ်တို့တုံရသွားကစပိန်နဲ့ရှောင်းလာအောင်တွေ့သွားတယ်။ဟေးငပိတ်တို့လာကြမလား။လာပြီးမိဝိုင်းရဲ့ကြော့ ဒီမှာနေကူလာဟိုင်းနဲ့တည့်ရသည်အဲ့လိုပြောပြီးတော့မိဝိုင်းကိုပေးလိုက်ခြင်းဒါနဲ့သူလည်းမသူလည်းအော်ဒါလာငါညမဝဲခွဲလေသူကရွာတော်မဲမှနေတာတို့ရအောင်တကားမှအလဲမလာဘူးခုတောင်တို့မိယာဒီရွာမှာကိစ္စရှိလို့လာရင်းနဲ့တို့ဤမှာလာတည်းရနမေရဖူးငုံနဲ့ဟေးနမေနဲ့လူနဲ့အရန်လိုက်တာပဲလူလဲချစ်ဖို့ကောင်းတယ်လို့နမေလေးလဲချစ်ဖို့ကောင်းတယ်လာလာလာကိုပြင်းမှထိုင်ကြအောင်ဟုတ်ကျေးဇူးပါမမ အမလေးချစ်ဖို့ကောင်းမနေဘူးငါ့ကိုပြန်ပြောရတယ်သိလားအကိုအကိုမမ်းမသိညီမလေးကအဲ့လိုမဟုတ်ပါဘူးနော်အေးပါနေမဲမျိုးမျိုးတက်နိုင်လို့နေမင်းညီမလေးပဲကွာအလျှော့ပေးလိုက်ပေါ့ဟာနေရင်ထိုင်နေငါအလျှော့ပေးအောင်မေးပို့သူတရားမိဝိုင်းမရင်ကိုသွားနေရင်လမ်းမှာရေခဲကြောင်ချောင်းနေရဲ့ဦးလေးကြီးကိုတွေ့လိုက်ရတယ်ဟာရှေ့မှာရေခဲကြောင်တွေပါလားအတော်ပဲငါရေခဲကြောင်သွားဝယ်ရမယ် ရေခဲကြောင်ရမယ်နော်ရေခဲကြောင်ချူချူမှုမှုအေးလေးဦးလေးဝေရေခဲကြောင်ဝယ်ဦးမယ်ဗျရမယ်ငါတို့ဘယ်နှချောင်းယူမလဲလေးချောင်းမအောင်ဦးလေးအေးကွယ်ရော့ဒီမှာလေးချောင်းကဲရေခဲကြောင်အရေးမပြောသွားခင်မိဝိုင်းမရင်ကိုမမြင်ရအောင်သွားရမှာဝူးဒါနဲ့ဖိုတူလည်းရေခဲကြောင်ဝယ်ပြီးခက်မြန်မြန်လေးလမ်းလျှောက်ထွက်လာခဲ့တယ်အိမ်နောက်တော့ဖိုတူလည်းရေခဲကြောင်နဲ့ကန်လျင်းနဲ့မိဝိုင်းတို့ရင်ကိုရောက်လာခဲ့တာပါ ဖိုးတို့ရေခဲကြောင်းဝင်လာတာကိုတဘောကရေမြင်သွားခဲ့တယ်။ဟာဖိုးတို့ရေခဲကြောင်းနေဝင်လာတယ်။ဟုတ်တယ်ဟာရော့တယောက်တစ်ယောက်စီယူလိုက်ကြ။အဲ့လိုပြောပြီးဖိုးတို့ကသူဝင်လာတဲ့ရေခဲကြောင်းလေးကိုတယောက်တစ်ယောက်စီဝေးပေးလိုက်တယ်။ဟင်သူ့အတွက်လည်းပါမလားဗော။သူ့မတူလေ။တဘောရဲ့ဝမ်းဝဲညီမဖူးငုံနဲ့အော်အေးဒါဆိုလေကိုပိုးထွန်းအောင်စားလိုက်လေရော့ဖိုးတို့လည်းသူဝင်လာတဲ့ရေခဲကြောင်းကိုဖူးငုံပေးလိုက် ျေးဇူးပါပဲကူကိုဒါဆိုနင်းနဲ့ငါတို့စားတာပေါ့ရပါရဲ့နိုဘယ်စားကြပါငါနောက်မှတသက်ဝယ်စားလိုက်မယ်တော်ဘောလိုများနော်အစားနဲ့ပတ်သက်လိုက်ရင်ကိုညမတော်မတက်တော့ဘူးငါညမမဟုတ်ဘူးအဲ့တယောက်ကအရှုပ်ထုတ်မာလီယာအရှုပ်ထုတ်မဟုတ်ပါဘူးနော်ជីជីနဲ့တိုင်မျိုးပြက်မှာတိုင်တိုင်မော့ကြောက်မနေကဲပါကိုညမနဲ့ရံပြစ်မနေနေတော့စားစရာရှိရစားမိဝိုင်းငါတို့တည့်ရက်သွားတော့ကြမလားအင်းကောင်းပါပဲဒါလိုနဲ့ဖိုးထူးနဲ့မိဝိုင်းလေး တရတီတို့ဖို့အတွက်အိမ်နောက်ကိုထွက်သွားလိုက်ကြတယ်။ခဏအကြာမှာတရတီတို့တွေပါယူပြီးတော့ပြန်ရောက်လာခဲ့တာပါ။ဟာမင်းတို့နဲ့ကမြန်သားပြီ။မြမြမင်းငပင်ကြီးငင်းတို့စောက်နေရမှာဆိုလို့မြမြတုပ်လာခဲ့တာ။မမမြူဝိုင်းတရတီတို့ကဆက်လာရင်အရင်မဆက်ဘူးညီမလေးရဲ့မမမြူဝိုင်းတို့အဆက်လျှော့လာခဲ့ပြီ။ဟဲ့နင်းဆက်မစားနိုင်ရင်လည်းမစားနိုင်နော်။တော်ကြတခုအဖြစ်ငါတောင်းဝင်မိဘူး။ ဟာဟဲ့အောင်မင်းဟာလေကိုညီမဘလို့ပြောနေရတော့စားပါစေဟာစားစားညီမလေးတခုဖြစ်ရင်ကိုကိုအကုန်တာဝန်ယူရတယ်တိလားဝူးဟုတ်ကိုဘို့တူဒါလို့ဆိုညီမလေးစားပြီဒီတကောင်မင်းတို့တည်တည်တုပ်တာအရန်စားကောင်းနေဘာကြီးထက်လာကြသေးလဲစားကောင်းမှာပေါ့ပဇွန်ကြောက်ဒီပါထောင်းထည့်လာတာဟုတ်အော်ဒီလိုကြောင်ဟိုမမ်မီဝိုင်းအိမ်သားကဘာမှလဲရင်ညီမလေးပိုင်းနာလားလို့အိမ်သားကနောက်ဖက်မှာညီမလေးရဲ့မမ်မီဝိုင်းလိုက်ကူရမလား ိုရတယ်ရတယ်ညီမလေးတယောက်တည်းသွားလိုက်တော့မယ်ဟောငါမပြောဘူးလားစားကြင်အောင်ခုတော့ဖြစ်ပြီမလားဖုန်းကောင်ကတော့တော်ဘောကိုဘာမှပြန်မပြောနိုင်မင်းအိမ်နောက်ဘက်ကိုပြေးသွားခဲ့တယ်တွတ်ပေါ်နင်ရတော့လေကိုညမအောင် အပြစ်ပြောမယ်ဆိုတာကြီးပဲဒီလိုနဲ့သူတို့ခွဲလေစကားလေးတပြောပြောနဲ့ရှိနေကြရကဖုန်းကောင်တတိယလာခဲ့တယ်တွတ်ပေါ်မင်းညမဖုန်းကောင်နောက်ခွေသွားလိုက်တာကြားလိုက်လားဟေးဟုတ်သွားပြီငါသွားကြည့်လိုက်မယ် အဲ့လိုပြောပြီးမိဝိုင်းကအိမ်နောက်ဘက်ကိုထွက်သွားလိုက်တယ်အိမ်နောက်ဘက်ကိုရောက်မှတော့ဘုန်းကောင်ကအိမ်သာရှိမှထိုင်နေအောင်တွေ့လိုက်ရတယ်ညီမလေးဖုန်းကအဆင်ပြေရလားဟင်မပြေဘူးမမိဝါရဲ့ညီမလေးဝမ်းလျှောနေတာတုံးောက်ရှိပြီးခုလဲအိမ်သာရှိရခွာလိုက်ရင်ဘိုက်ပြန်နားလာမှာစိုးလို့စောင့်နေတာဟုတ်လာ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 ဒီမှာ time နေနဲ့မမိဝိုင်းတို့စေကန်းသွားကြတာပေါ့ဟွန်း ညီမလေးစီကမသွားကြုံမမိဝါစီတော့မှကြောက်တယ်စီမတို့ပါဘူးညီမလေးရဲ့တောက်စီပဲဆက်ခိုင်းလိုက်မလားဟုတ်ပလားတကယ်တော့မမိဝါတကယ်တကယ်တလုံးနဲ့မိဝိုင်းလေးပူငုံကိုတွဲခေါ်ပြီးအဲ့နေရာကနေထွက်လာခဲ့တော့တယ်မိဝိုင်းတို့လာခဲ့တာကိုဖိုးတူဟာမြင်တော့ဟာဘာဖြစ်လာလဲမိဝိုင်းဖုန်းကောင်ကဝိုင်းရှော့နေတာအဲ့ဒါအချိန်ပို့ပေးကြရအောင်ဟမ်ဝိုင်းရှော့နေတာဟုတ်လား ငါမပြောဘူးလားစားချင်ခုတော့ဖြစ်ပြီမလားကဲဒီလိုနဲ့စိတ်ကမ်းမရဘူးဖြစ်နေတော့မေဟုတ်ပါဟဲ့ဒီလိုပေါ်တော့လीဘာဖြစ်နေရမသိဘူးငမိတ်မင်းဆက်မေကိုငါခဏငှားတော့အောင်မေငါရောက်လိုက်ခဲ့မယ်လीနင်းနေရတယ်ငါတို့လည်းမကြောက်ဘူးရေမြမြပြန်လာခဲ့လိုက်မယ်အဲ့လိုပြောပြီးဖိုးတူလည်းမိဝိုင်းတို့ကိုတင်ပြီးတော့ထွက်သွားခဲ့တော့တယ်တော်ဘောကဖိုးထူးတို့သွားလိုက်ကြတာကိုကြည့်နေရင်းနေ ငါမေးတယ်ငါ့ကိုစွရမှာပဲ။ဒါမှမဟုတ်ငါကလေးမထိန်ချင်ဘူးလို့ပြောတော့။ဘာမှဖြစ်ပါဘူးတော်ဘောရ။အရန်လည်းစိတ်ကူမနေပါနဲ့။အဆင်ပြေတော့မှာပါ။ဒလုံးနဲ့ဖိုးထူးတို့လည်းစေကန်းကိုရောက်လာခဲ့ကြတယ်။ဆရာဝန်ကဂရင်မော်လေးနေတဲ့ဖုန်းကမကူစမ်းသက်နေရကအမ်ဆရာတောက်ဆေးပြေးလိုက်မယ်နော်။ဆရာတမင်းကြီးမလေးကအဆင်ပြေရလားယင်။အဆင်ပြေပါလေ။ဆရာပြေးတဲ့စေသားပုံမှန်လေးတိုက်ပြီးတက်တာသွားလိမ့်မယ်။ဟုတ်ကဲ့ပါဆရာ။ တလုံးနဲ့ဘိုးသူတို့လည်းဆရာကိုနှောက်ဆက်ပြီးဖုန်းကောင်မကိုခေါ်လို့ပြန်လာခဲ့လိုက်တယ်။အဲနောက်တော့ဘိုးသူတို့လည်းစပိန်နဲ့ပြန်ရောက်လာခဲ့ကြတာပါ။ဘိုးသူဖုန်းကောင်မဘယ်လိုလဲအဆင်ပြေရလား။ပြေတယ်ဟာဆေးပဲတိုက်ခဲလိုက်တယ်။အော်တော်သေးတာပေါ့။ကဲဖုန်းကောင်လာဆေးတခါရဲ့တောက်။ငါဆေးကမ်းမှာတခါရဲ့တိုက်ခဲ့ပြီးတော့ကညနေမှာတစ်ချိန်ထက်တိုက်လိုက်ဟုတ်ပလား။ အော်အေးအေးအဲ့ဒီချိန်မှာပဲလေပြင်းတွေတိုက်လာပြီးမိုးပေါက်တွေကျလာခဲ့တော့တယ်။ဟာမိုးရွာနေပြီလား။မိဝိုင်းမတို့အိမ်ရောက်မှတောက်ခုတ်ကြတာပေါ့။အဲ့လိုပြောပြီးအကောင်တော်ကမိဝိုင်းမတို့အိမ်ရောက်ကိုဝင်သွားပြီးမိုးခေါ်နေခဲ့ကြတယ်။မမမိဝိုင်းညီမလေးကြောက်တယ်။ဘာမှမကြောက်နဲ့ညီမလေး။မမမိဝိုင်းတို့ရှိရဲ့တိလား။မိဝိုင်းအဲ့လိုပြောနေတော့မိုးသီးထန်စွာရွာသွန်းလာပြီးမိုးသီးတွေပါကျွေကျလာခဲ့တော်တယ်။ဟာမိုးသီးတွေကျွေကျလာတယ်။ ောက်ကြမယ်ဟိငါလည်းကောက်မယ်ဟိဒီလိုနဲ့ငပိန်နှုတ်နှစ်ယောက်လေးမိုးတော်ထဲမှာမိုးတည့်ရဲ့ပြိုင်လူကောက်နေခဲ့ကြတယ်ဟာရေခဲလုံးတက်တက်လေးတွေကမိုက်လိုက်တာ အမေရေခဲလုံးတက်တက်ရဖြစ်ရသည်ဒါမိုးတည်กว่าမိုးတည်ဟာဘလို့ပဲဖြစ်ဖြစ်ပေါ့ကွာဟျောင်းနေဂယူဆိုင်လေးကောက်ကြအောင်နော်တိတ်ကိုင်းနေကြိုးကြမယ်โอเคโอเคဒီလိုနဲ့အတန်ကြာမွေးရသူမိနောက်ပြောင်းရင်တက်သွားခဲ့တယ် ။မပိနဲ့တော့ပုံကတော့သူတို့ကောက်ထားတဲ့မိုးသီးတွေကိုရေးစင်းပြီးတော့ထိုင်ဝန်းနေခဲ့တာပါ။ဟဲ့ဖုန်းကမစောင်းမလား။တော့ပါပြီ။တော့ကြညီမလေးဘိုက်ပြန်နာနေဦးမ။ဟမ်။ဒီလိုဆိုလဲပြီးရောပေါ့။ဖို့တူဒီရေကဲတော့နေကဘလို့ဖြစ်ပြီးတော့မိုးပေါ်ကနေကျလာတာလေ။မင်းကလေတို့စာရင်းမှာပါရလီကွာမေ့သွားမလား။တတိကိုမရတော့တာဟာ။ကောင်းရောပဲ။ဒီလိုကြီးတင်နွေးရဲ့ပုံမိုင်းမှာအေးပြီးတော့တင်းငယ်တဲ့ ရေကဲတော့ပိုင်းစာတွေပြေပြောင်းလဲသွားရတယ်။မိုးသီးပြေအလင်းအမြန်ကျဆင်းတဲ့အတွက်အရေးပြောချိန်မရပြီ။မြေပြင်ကိုရောက်တဲ့အထိရေကဲတော့လေးတွေပြေကြန့်ရှိနေရတာပဲ။အော်အေးနည်းနည်းတော့တတိယလာတယ်လို့ပဲ။ကိုကိုတော့ပေါ့။ညီမလေးနဲ့ကိုကိုတို့နဲ့တခွက်လေလှုပ်လို့ရလာရင်မိကဘာလို့မလုပ်လဲ။တို့အဖွဲ့မှာကလေးတွေလို့မရှိဘူး။မိကလေပြောနိုင်အဆုံးထိပဲ။ညီမလေးဖုန်းကမမိဝိုင်တို့ရောက်အောင်ရောက်ရင်အိမ်ကိုလာလေ။ညီမလေးအတွက်ဆိုအချိန်မီတကားဖွင့်မိသားပဲ။ဟေး ဒါမှတို့မမိဝိုင်းကွအဲ့ဒီအချိန်မှာပဲတူပေါ်ရဲ့ပုံကထမြင်လာသေးဟာငါမိဆက်တာပဲဟယ်လိုမိတာလီမင်းတော်တို့ရောက်လာပြီကွဘူးငုံလေးကိုလည်းခေါ်ပြီးပြန်လာခဲ့တော့ညာချက်ချင်းလားအင်းလေးတာရဲ့ခဏနေမိုးလဲမှားမှာတော့မှပြန်လာခဲ့တော့နော်ဟုတ်ဟုတ်ကဲ့မိအမေဖြစ်သူဖုန်းချသွားရေးကတော့ဘောတွေ့လားသူနဲ့လည်းရတာအဆင်အောင်မပြေဘူးခုအိမ်ခေါ်ပြန်နေပြီလာပြန်ကြမယ် မ်ညီမလေးပြန်ကျင်သေးဘူးအေးမပြန်ကျင်သေးဘူးလို့မနေနဲ့နော်ကိုမနေတော့အမေရောက်နေပြီဒီလိုနဲ့တုတ်ပေါ်နေသူညီမဘုန်းတော်လက်ဆဲပြီးအဲ့နေရာထွက်သွားတယ်တမွေမင်းညီမကိုဆင်းလက်သေးချတိုင်းအောင်ကြားလားဟာမသိဘူးမသိဘူးဒီတော့ဘုန်းတောင်နဲ့မလွယ်ဘူးပဲကဲငပင်းတို့လေပြန်ကြစို့ Okay okay ကဲမြဝိုင်းပြန်တော့မယ်အေးအေးရိုးစိုက်ပြန်ကြအောင်နော် ညပိန်နဲ့ဘူတော်ကစပိန်နဲ့ထွက်သွားတော့မိဝိုင်းလေးတယောက်တည်းကြံ့ရင်နေခဲ့တော့လေ